ခုကဘောင်းမီရဲ့ဘေးအိတ်ပေါ့နော်ဘောင်းမီရဲ့ဘေးအိတ်ဆိုပေမဲ့ဒီနီးကအဲခေါဝင်နေစကတ်တွေမှာလည်းသုံးလို့ရတယ်ဘေးအိတ်ကလေးပေါ့နော်တချေတို့ဘေးအိတ်ပါတယ်ဆိုလို့ရှိရင်ဖုန်းထဲပတ်စံအိတ်ထဲအရင်တော့တော့ဖြစ်တယ်လေအဲ ready to wear ပဲထုတ်ထုတ် customize ပဲချုပ်ပေးပေးတအားကြိုက်ကြတယ်ဆိုတော့ဒီဥစ္စာကိုဓာတ်ဆက်မလိုက်ပဲနဲ့ချုပ်တယ်နီးပေါ့နော် ဓာတ်ဆက်မရှိတဲ့သူတွေဓာတ်ဆက်လိုက်ဖို့အဆင်မပြေတဲ့သူတွေအတွက်ပေါ့နော်ဓာတ်ဆက်မပါဘဲနဲ့ချုပ်တယ်နီးပေါ့ဆိုတဲ့အခါကျတော့ဒီမှာပထမဆုံးချဲတော့အိတ်တက်မဲ့နေရာကိုမှတ်ထားပြီးသားအဆင်မရှိတဲ့ပတ်တံမှာကလေးတခါလေးမှတ်လာတယ်နော်မှတ်ထားပြီးသားဆိုတော့အဲ့ဒီဥစ္စာကိုဒီမှာကိုချုပ်မဲ့ pocketing ပိတ်စာပေါ့ချဲချုပ်မဲ့ပိတ်စာမှာလို့ pocketing ပိတ်စာကိုတခြားပျော့တဲ့ကြောင်စားသုံးထားတာပေါ့နော်တကယ်လို့ကိုချုပ်မဲ့ပိတ်စာသည်ပျော့တယ်ဆိုလို့ရှိရင် pocketing ပိတ်စာကိုလည်းသူ့ဟာနဲ့သူအတူတူပဲလုပ်လို့ရတယ်နော်ဒီမှာဒီ pocketing လေးကိုဒီချက်အလှချင်းပို့ပြီးတော့တင်လိုက်မယ်เนาะအလှချင်းပို့ပြီးတော့တင်လိုက်မယ်နှစ်ခုရှိရယ်เนาะ ပေါကနေပိစာကိုလည်းညက်ကလေးကအလှချင်းပို့ပြီးတော့ညက်ထားတယ်ပေါ့နော်ညက်ထားတယ်ပြီးပြီဆိုလို့ရှိရင်ဒီမှာမှတ်ထားတဲ့အရာလေးအတိုင်းတင်မယ်နော်ဒီမှာမှတ်ထားတဲ့အရာလေးအတိုင်းပဲချုပ်စာက၄စိတ်ထားထားတယ်ဒီချက် င်းရည်ထည့်မိပြီဆိုလို့ရှိရင်ဒီမှာချုပ်စာထားထားတဲ့အရာလေးအတိုင်းပဲချုပ်စာထားထားတဲ့အရာလေးအတိုင်းပဲဒါလေးကိုလေးစိတ်လောက်ချုပ်မယ်တုံမယ်ပြီးရင်ဒီလေးစိတ်အရာအတိုင်းပဲချုပ်လာမယ်ဒီဘက်ကိုပြန်ပြီးတော့တုံမယ်

ဆိုရင်ဒီမှာဒါမျိုးလေးအိတ်ပုံစံလေးရပ်သွားပြီပေါ့နော်အိတ်ပုံစံလေးရပ်သွားပြီဆိုလို့ရှိရင်ဒီမှာနောက်ထပ်တစ်ဖက်ယူလိုက်မယ်နောက်ထပ်တစ်ဖက်ယူပြီးတဲ့အခါကျလို့ရှိရင်ဒီချေတို့ကမလှမလှချင်းပူပြီးတော့တွဲလိုက်မယ်သူ့ကိုဒါမျိုးနော်ဒီမှာသူ့ရဲ့မလှပိတ်စားရဲ့မလှပတ်နော်ဒီမှာလည်းဒီ pocket ရဲ့မလှပတ်နော်မလှပတ်နဲ့မလှမလှချင်းတွဲလိုက်မယ် ဆိုလို့ရှိရင်ဓာတ်ဆက်မပါဘဲနဲ့ဓာတ်ဆက်မပါဘဲနဲ့ပြန်လှန်ပြီးတော့လုံးချုံမှာဖြစ်တဲ့အတွက်ကြောင့် share တော့ဒီမှာပါတစ်ချက်တတိထားရမလဲဆိုလို့ရှိရင်သူ့ကိုတွဲတဲ့အခါမှာ B တပြားစာပဲပတ်ပတ်လည်တွဲမယ်နော်နှစ်စိတ်လောက်ပေါ့နော်လက်မပေးတိုင်းရဲ့နှစ်စိတ်လောက် B တပြားစာပဲပတ်ပတ်လည်တွဲမယ်အဲစင်တီမီတာနဲ့ဆိုလို့ရှိရင်တော့0.5လောက်ပဲပတ်ပတ်လည်တွဲပြီးနော်0.75လောက်ပေါ့ နော်ပပက်လဲချုပ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒါကိုလန်ထုတ်မယ်နော်ပပက်လဲချုပ်တဲ့ခါမှာဒီဘက်ကိုချုပ်စာ၄စိတ်စီဟထားခဲ့တယ်နော်ဒီဘက်မှာလဲချုပ်စာ၄စိတ်စာကိုဟထားခဲ့တယ်အဲ့ဒါဘာလဲဆိုတော့နောက်ချမ်းပေါင်းမီနဲ့အသားနဲ့ကြာမှာတတ်တွေ့ရမှာမဟုတ်လို့နော်ဒီအိတ်ချုပ်တဲ့ထဲကိုထဲမချုပ်လိုက်ဘူးလေးစိတ်ကြီးဟာနေတာဗာလဲလို့မသိမှာဆိုလို့နော်ဒီမှာပတ်တန်မှာဆိုလို့ရှိရင်ဒီဘက်လေးစိတ်ကိုဟာခဲ့တာဒီဒီနောက်ချမ်းနဲ့တွဲမယ်လေးစိတ်ကိုဟာခဲ့တာပူပြီးတော့တွဲတဲ့အခါအိတ်အိတ်ချင်းပူပြီးတွဲတဲ့အခါကျလို့ရှိရင်ဒီပတ်ပတ်လေးတောက်လျှောက်ကိုပဲတွဲသွားတာ တောက်ချောက်ကိုပဲတွဲသွားဒီအထိပဲဒီဘက်ဟာတွေကိုမတွဲဘူးဟာခဲ့မယ်နော်ဒီလဘက်ကိုပြန်လှန်ထုတ်လိုက်ပေါ့နော်ဒီလောက်ထဲထဲလိုက်ပြီပေါ့နော်ထဲထဲပြီးတော့ဒီဒီဘက်ကနေပြီးတော့မှတကြောင်ဒီချုပ်စာလေးအတိုင်းပဲတကြောင်ပက်ပက်လေးပြန်ပေါက်လိုက်မယ်နော်ဒါဆိုလို့ရှိရင် pocketing တွေမှာဓာတ်ဆက်လိုက်စရာမလိုတော့ဘူးနော် ဒါဆိုလို့ရှိရင်ရပြီဒါစားလိုက်ဆံမလို့တော့ဘူးအိတ်ကလေးကသူ့အသူ့အထဲမှာရှိနေမဲ့အိတ်ကလေးဖြစ်သွားပြီဒီဘက်အချမ်းကဒီမှာအလှပလာကြည့်အောင်ဒါမျိုးလေးပေါ့နော်ဒီလိုလေးအိတ်ကလေးဒီပုံစံလေးဒီမှာနိုင်မဲ့ဟာလေးဒီဘက်အချမ်းကနောက်ချမ်းပိတ်စားနဲ့အလှချင်းပူပြီးတော့တွဲတဲ့အခါကြာလို့ရှိရင်နောက်ချမ်းပိတ်စားနဲ့တွဲသွားမှာသူကအကြလို့ရှိရင်သူကဟိုဘက်နောက်ချမ်းရင်ချုပ်စားတဲ့ကိုရောက်သွားမှာအိတ်ကလေးကဒီလိုမျိုးလေးလှပလာလေးထွက်လာမယ်အထဲထဲမှာလည်းဒါစားလိုက်စရာမလိုဘူး မြင်ရတယ်နော်ဒီမှာဒါစားလိုက်ဆံမလို့နော်ဒီဘက်လေးကချုပ်စာလေးကဘာလို့ခြံခဲ့တာလဲဆိုတော့အနောက်ခြံတွဲတဲ့ခါကြလို့ရှိရင်ပါတော့မှာမို့လို့အဲ့ဒီချုပ်စာလေးစိတ်လေးကိုဟာထားခဲ့တာအိတ်ချင်အိတ်ချင်ပူတဲ့ခါကြရင်လေဒါမျိုးလေးရမယ်နော်အဆင်ပြေကြပါစေဒီအိတ်ကဘယ်နေရာဖြစ်ဖြစ်သုံးလို့ရတယ်ခေါင်းဝင်မှာပဲသုံးသုံးစကတ်မှာပဲသုံးသုံးဘယ်နေရာသုံးသုံးသုံးလို့ရတယ်အိတ်ကလေးပါစချုပ်လိုက်အောင်မယ်နော်